ဒီဘဝရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံဘန်ကောက်အကျဉ်းထောင်အတွင်တရုတ်အကျဉ်းသားတွေအတွက်လိန်ဖြောဖြေးရေးဝန်ဆောင်မှုပေးဖို့တရုတ်မော်ဒယ်တွေခေါ်သွင်းခဲ့တဲ့အရှုပ်တော်ပုံနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆင်နေတဲ့အကြောင်းထိုင်းတရားရေးဝန်ကြီးဌာနပြောဆိုချက်ကိုကိုးကားပြီးထိုင်းသတင်းတွေမှာဖော်ပြထားပါတယ် ပေးခဲ့တဲ့နဝင်ဘာလ16ရက်နေ့ကဘန်ကောက်အကျဉ်းထောင်ကိုဝင်ရောက်စီးနေရမှာအကျဉ်းသား900ကျော်ရှိတဲ့ဇုံရှိထဲကလေအေးပိစက်တက်ဆင်ထားတဲ့မြေအောင်လျှော့အခန်းတစ်ခုအတွင်မှာတရုတ်အကျဉ်းသား2ယောက်နဲ့အတူတရုတ်အမျိုးသမီးမော်ဒယ်2ယောက်ကိုတွေ့ရှိခဲ့ကြတာပါ။ ကရနီပြည်နယ်ဖရူဆိုမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့ခမာရ931တပ်ရင်းကဒူးတက်ဆိုင်မှုဟာကရနီတပ်ပေါင်းစုစီမှာပူပေါင်းလာတယ်လို့ကရနီအာမေ BA5 တာဝန်ရှိသူကနိုဝင်ဘာလ23ရက်နေ့မှာပြောဆိုပါရယ်။စကိုင်းတိုင်းတစင်မြို့နယ်ကန်ထူးမရော်ကိုစစ်ကောင်စီတပ်ကနိုဝင်ဘာလ24ရက်နေ့မနက်အစောပိုင်းတနအေလောက်မှာလေးချောင်းတိုက်ခိုက်ခဲ့တဲ့အတွက်အရက်သား6ရောက်သေဆုံးပြီးဆေးရုံလေးပျက်စီးခဲ့တယ်လို့ဒေသခံတွေစီကသိရှိရပါရယ်။ ဒီဘူဘီရဲ့နောက်ဆုံးရသတင်းတွေကိုဒီဘူဘီ TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။